မင်္ဂလာပါရှင်ဆရာဟမ်ဆိုင် စီမံရေးသားထားတဲ့ကြက်တွင်းဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ကြက်တွင်းမြင်လိုက်ရတဲ့မြင်ကွင်းကအချင်မှုတို့ဖြစ်နေတဲ့ကျမရဲ့မျက်လုံးတွေကို ပြူးကျဲသွားစေတယ်။ဒီလူရဲ့အပြောတွေအောက်မှာခံစားရခက်တဲ့တစ်ဆူဆူအလုံးကြီးကကျမရင်ဝါကို တိုးဝင်လာတယ်။အသက်ရှူတွေမြန်လာပြီးကျမရဲ့လက်တွေကတဆတ်ဆတ်တုံလာတယ်။ကျမတခုခုတော့ပြန်ပြောရလိမ့်မယ်။စင်စားစမ်းစင်စားစမ်းဒီလူကိုကျမဘာပြန်ပြောရမှာပါလဲ။ချစ်ပူရန်နဲ့ကအင်းလေးမဆိုးဘူးနော်။အဲ့ဒီမှာနေကြစို့လား။မောင်ဟင်းကတော့ရင်ပြောနေတဲ့မောင်ရဲ့အပြောကို ကျမခေါင်းမခါမိတယ်လို့ခေါင်းလည်းမငိမ့်မိသေးဘူးပိတ်ရက်လေးရတော့စကိုင်းမျိုးထဲမှာအိမ်ငါဖို့အိမ်လိုက်ရှာနေရတာတနေကုန်တော့မယ်စိတ်တိုင်းကြတဲ့အိမ်တွေ့တော့လေခေါ်တဲ့ဈေးတလစာက ကျမတလစာမကဘူးဈေးနေတဲ့အိမ်ကြတော့လေရေမီအိမ်သားအဆင်မပြေတာမို့ကျမနဲ့မောင်ကမကြိုက်ကြပြန်ဘူးအိမ်ငါဖို့လိုက်ရှာရင် အမောဆုပ်ဘိုက်စာတာနဲ့သူတမလန်ကမိုဟင်ငါဆိုင်မှာမိုဟင်ငါဆိုင်မောင်နဲ့ကျမတိုင်ပင်နေကြတာကြိုက်တော့ကြိုက်ပါတယ်မောင်ရဲ့ ဒါပေမဲ့ဘေးပတ်လဲကအင်ကားတွေနဲ့အဆင်ပြေပါမလား။နောက်ဈေးရလဲ။တမယာကြီးကိုမိုဟင်ကားနဲ့ညှိရင်းကျမရဲ့ဝန်ထမ်းဘဝကိုခက်ချင်းချင်းတွေးနေမိတယ်။ကျမကနေစေယုံကနေစကိုင်းမြို့ပြည်သူစေယုံကြီးကိုတိတ်မကြခင်ကမှပြောင်းခဲ့ရတဲ့သူနာပြုဆရာမတယောက်ပါ။စေယုံမှာဝန်ထမ်းအင်အားသွားလျှောက်တော့အိမ်အောင်တဲ့လိုင်းကန်အလွတ်မရှိသေးတာမို့မပေးနိုင်သေးဘူးလို့ပြောတယ်။အခန်းတစ်ခန်းထဲမှာအိမ်အောင်တဲ့နှစ်ဆုအတူနေဖို့ပြောလို့အခန်းကိုတွားကြည့်မိပါတယ်။ အမလီလီစနပီပတ်လေအခန်းကျင်လေးထဲမှာအိမ်အောင်တဲ့နှစုနေရမယ်ဆိုတာသိတော့ပထမနေနေတဲ့အမကိုလည်းအားနာရသူ့ပစ္စည်းတွေနဲ့ကလေးနှစ်ယောက်နဲ့တင်အခန်းကပြည့်ယုံမကရှန့်ထွက်နေတာကျမတို့လင်မယားကဘလို့လုတ်ပြီးဝင်းနေလို့အဆင်ပြေပါမလဲဒါနဲ့ပဲမရှိမရှိမဲ့ပတ်စံနဲ့မြို့ထဲမှာအိမ်ငားနေဖို့စီစဉ်လိုက်ရတာပြေးမှာပါချေရဲ့မောင်အလုတ်သွားရတဲ့ညတွေမှာဘေးအိမ်ကလူတွေရှိတော့မောင်နောက်ဆက်မတင်ရတော့ဘူးပေါ့ကွာ မောင်ကကာသမားဆိုတော့အော်ရာရရင်မကြခနခยีထွက်နေရတတ်တယ်။ဝင်းအကျဲကြီးထဲမှာဝါထရံသွမိုးထားတဲ့သုံးမိန်အငါအိမ်လေးတွေကို မောင်ကသဘောကျနေပုံပဲ။အိမ်သားရေချိုကန်တီးတန့်ဆောက်ပေးထားတာမို့ကျမလည်းသဘောကျပါတယ်။ဝင်းအကျဲကြီးထဲမှာအိမ်ငါးငါးအိမ်ကို ဆောက်ထားပြီးအင်ရှင်တွေကဘီကလီရဲ့ချမ်းမာတီးတန့်နေကြတာမို့အင်ရှင်နဲ့အတူတွဲမနေရတာကိုလည်းကျမသဘောကျပါတယ်။ကျမသဘောမကျတာကတလတလ ကျမလာစာနေပါပေးရမယ်အင်ငါးကောက်ကိုပါဈေးကတော့မကြည့်နေတော့ချစ်ရင်ဒီတမျိုးလုံးလဲပတ်ရှာပြီးပြီလေအင်းမမောင်ရဲ့ဒါပေမဲ့ဘေးရင်ကအင်ငါးတွေမှာအမှုသမားပါမှာချစ်ကြောက်တယ်အမှုသမားဆိုရင်ကြည့်လို့ကိုမရဘူးချစ်ကလည်းသူများမကောင်းလဲကိုကောင်းဖို့ပဲလိုတာပါအဲ့ဒီမှာငှားလိုက်ကြရအောင်နော်ကဲပစံစီရင်သွားချေထားရအောင်မောင်ကပစံရှိမှုဇွဲတို့ကိုခေါ်တယ်အင်းမစီးုံကလိုင်ငန်းလို့ရင်စီးုံပြောင်းရအောင်နော် ကဘာလာစန်းတည့်ရဲ့နေလားဟာဟာရည်နေတဲ့မောင်ကမျက်ဆောင်ထိုးမိတယ်။လိုင်ငယ်မရနိုင်သေးတာတည့်ရဲ့နဲ့ဆေးရုံကပေးမဲ့အဆောင်ကိုမျှော်ရင်းတစ်ဆက်တည်းမှာပဲဘေးအိမ်ကအိမ်ငါတွေနဲ့အဆင်ပြေအောင်ပေါင်းသင်ရမယ်လို့ကျွန်မတွေးမိတယ်။မောင်မရှိတဲ့အချိန်အရေးရဲ့အကြောင်းရဲ့ဆိုရင်ဘေးအိမ်ကလူတွေကိုပဲအားကိုးရမှာ။ကျွန်မတို့ငားနေတဲ့ဝင်ထဲမှာအိမ်ငါငါလုံးရှိပေမဲ့လက်ရှိနေတာဆိုလို့ကျမတို့အိမ်ရဲ့ဘေးအိမ်ကအိမ်ရဲ့မှာသာလူငါးတွေတွေ့ရတယ် ခြေရင်းအင်ကအင်ငါတွေကတခါတလေမှသာလာနေတယ်လို့အိမ်ပိုင်ရှင်ကပြောတယ်။သူများလင်မယားတွေများကျင်လာလိုက်တာဗျာ။စီယုံကျူတီသွားဘူးအပြေးလွားလုံနေတဲ့ကျမအတွက်မောင်က ကော်ဖီဖြော်ပေးရင်ဘေးရင်ကိုမျက်စပြပြတယ်။မြင်လိုက်ရတဲ့မြင်ကွင်းကတကယ့်ကိုရိုမတစ်ဆန်ဆန်ပဲ။မိမဖြစ်သူက သူ့အမျိုးသားကိုထမင်းခွန်ကျွေးနေတာ။သပင်နီနီနဲ့ခစ်ဆန်ဆန်ဝတ်ထားတဲ့အမျိုးသမီးရဲ့ပေါင်ပေါ်မှာ အမျိုးသားကကလေးလေးလိုထိုင်ပြီးထမင်းစားနေတယ်။ တို့အစကတည်းကပြောပြီးသားနော်အနွန်နာခံနိုင်မှလက်ထပ်ပါလို့စကားပြောရင်တနခါသွေးကတနခါလိမ့်ရတယ်တနခါလိမ့်ပြီးတာနဲ့ရင်ရှားထားတဲ့ထမင်းကိုချွတ်အဝိအစာလဲရတယ်ဟုတ်ပါပြီမိမရချစ်ကြိုက်တဲ့ကော်ဖီလေးဖြော်ထားပါတယ်ခမမောင်နေကျမတိုင်မင်းမထားပဲဘေးရင်ကိုကြည့်မိကြပြန်နေမိမလို့သူကသူ့ယောက်ျားရဲ့နှခမ်းကိုတ िश ူးစလေးနဲ့တုပ်ပေးနေတယ်ယောက်ျားလို့သူကလည်းသူ့မိမလေပင်ကိုနမ်းလိုက်တယ် လက်ကနာရီကိုကြည့်ပြီးတော့9နာရီအတိအမလီ9နာရီတောင်ထိုးနေပြီနောက်ကြလို့မမီတောင်းဝါဆူတော့မှာပဲစပွဲပေါ်မောင်ဖြောပြီးချထားတဲ့ကော်ဖီကိုအနံ့တော်မခံနိုင်တော့ပဲအ мян မော့ရင်ပေကိတ်နှလုံးအ мян စားရတယ်လိုအပ်တဲ့ပစ္စည်းတွေယူပြီးအိမ်ရှိထွက်လာတဲ့အချိန်မောင်ကဆိုင်ကယ်ပေါ်ခွာလို့အသင့်အနေထားနဲ့စောင့်နေတယ်ဟိုဘက်အိမ်ကဇုံတွဲလဲဆိုင်ကယ်တစ်စီးအတူစီးပြီးထွက်လာတာကိုတွေ့ရတယ်မိမဖြစ်သူက ူအမျိုးသားရဲ့ခါကိုလက်တစ်ဖက်ကဖက်ပြီးကြံလက်တစ်ဖက်မှာချန်တောင်းလေးကင်ထားတယ်။အစ်စ်ပြောင်းလာတဲ့အင်္ကားတွေလားတွေ့ရတာဝမ်းသာပါတယ်ရှင်။အနာရောက်ရောက်လာချင်းနှုတ်ဆက်လိုက်တဲ့စကားသံကြောင့်မောင်နှဲကျမမျက်လုံးအဝိုင်းသားကြည့်မိကြတယ်။လင်းနဲ့မရလို့ထင်ထားတဲ့အတွေ့ကလင်းနဲ့လင်းဖြစ်နေတယ်။ဆိုင်ကအရှိကကောင်းလေးကအသာဖွေးဖွေးမျက်ခုံးကောင်းကောင်းနှာရန်ပေါ်ပေါ်နဲ့တကယ့်ကိုတန်တန်ပြန့်ပြန့်ကျမတို့ကိုနှုတ်ဆက်စကားဆိုသူကဆိုင်ကအနောက်ကနေလိုက်လာတဲ့သူ။ နှခမ်းနေတွေကိုရဲနေအောင်စိုးထားပြီးကျူတချောင်းအင်ကြီးဘောင်းမီဖင်ချက်ဝတ်ထားတယ်လူမျက်နာကဝက်ချံတွေကိုမိတ်ကပ်ဖို့ထားပေမဲ့သူ့ရဲ့ရုပ်ရည်ကကြည်ပျော်ရှုပျော်ကို ရှိမနေခဲ့ဘူးဟုတ်ကဲ့ဗျအင်ကားအစ်စ်တွေပါတွေ့ရတာဝမ်းသာပါတယ်မောင်ကဆိုင်ကယ်အရှင်ကိုလျှော့ပြီးရက်ခါနှုတ်ဆက်တယ်ကျမကလည်းခေါင်းငိမ်ပြုံးပြရင်အတိမတ်ပြူလိုက်တယ်ကျမကရွှေရွှေပါသူကကျမအမျိုးသားကိုအောင်အစ်စ်ပြောင်းလာတဲ့သူနာပြုတ်လင်မယားထနေဟုတ်တယ်ဗျ သူတို့နှစ်ယောက်လုံးမှာနှစ်လိုပဲအပြုံးနဲ့ဖော်ရွေမှုကိုတွေ့ရတယ်။အခုအလူတစ်ခုကိုမိတ်ကက်သွားလင်းပေးရမှာမို့နောက်ကျနေလို့ပါ။ညနေမှာအေးစေးလာလဲမယ်နော်။ခွင့်ပြုပါအောင်ဗျ။ဟုတ်ကဲ့ဗျ။ဟုတ်ကဲ့ရှင်။အဲကွာ။ငါကတကယ့်မိမနဲ့ယောက်ျားအတွေ့ထင်းနေတာ။ရွှေရွှေတို့အတွေ့မြင်ကွင်းထဲကထွက်သွားတော့မောင်ကအံ့ဩစွာပြောတယ်။မောင်နဲ့ကျမတယောက်ကိုတယောက်ကြည့်ပြီးပြုံးမိကြတယ်။မနေ့အစောကြီးရှိသေးတယ်။ စကိုင်းစီယုံကြီးရဲ့ပြင်ပလူနာဌာနမှာလူနာတွေက စုပြုံနေတယ်။လက်ထဲကခြင်နှောင်းကိုအခန်းထဲထားပြီးတာဝန်ကျရာနေရာမှာဝင်ထိုင်ပြီးဂျူဒီအိုဗာယူရတယ်။မောနီဆရာမောနီမမောနီညီမကြီးထုံးစံအတိုင်းတာဝန်ကျဆရာနဲ့ဆရာမကိုနှုတ်ဆက်စကားဆိုရတယ်။ဘာအိုဗာပေးဆရာရှိလဲအမမနေ့ကလေးကမီးပြက်နေတာညီမကြီးမီးလာချင်းစောက်အုပ်ထဲရေးအောင်နော်မပေးရင်ဓာငွေပေးရမယ်။နောက်ပြီးခွေးဥပြန်ကာကွယ်ဈေးပြက်နေတယ် မမီလာရင်ထုတ်ခိုင်းအောင်နောက်ထိုးစည်းစည်းရင်တောက်စည်းစည်းနေလဲလို့ရအောင်မယ်ကျမတို့သူနာပြုဆရာမတွေလဲစင်းငိုင်တင်နိုင်မတက်ခရပဲစည်းစည်းရင်မီးစည်းရင်ဘာစည်းရင်ညာစည်းတွေမှတ်ရလွန်းလို့စည်းရင်ကင်ကျွမ်းကျင်သူတွေကိုဖြစ်လို့စီထိုးပေးရမလားစည်းရင်မဲတွက်ပေးရမလားတောင်းဝီခွဲရခက်နေပြီဆရာလူနာထက်ခေါ်ပေးရမလားဆရာဝန်ဘောကခေါင်းကွဲလူနာကိုချုပ်ပေးပြီးစီမတန်ရေးနေတဲ့ဆရာကိုမေးတော့ဆရာကခေါင်းငိမ့်ပြသည် ဒေါ်ပူမလူနာစာအုပ်ပုံတစ်ထပ်ကြီးထဲကအပေါ်ဆုံးစာအုပ်ကနာမည်ကိုခေါ်တော့အသက်30အရွယ်အမျိုးသမီးကမြက်တွင်တစ်ဖက်ကိုအုပ်ပြီးဒရီကြီးနဲ့ငိုယိုပြီးဝင်လာတယ်။တာဝန်ကျဆရာဝန်ကမေးမြန်းတော့သူ့ရဲ့ယောက်ျားကမူပြီးထိုးတယ်လို့သိရတယ်။ရဲစခန်းသွားတိုင်တော့စီးစာယူဖို့စီးရုံကိုလွှတ်လိုက်တာလို့သိရတယ်။အတိလိုမူယူပြီးရန်ကားတဲ့အရက်သမားတွေကိုကျမမုန်းလိုက်တာ။သူများသားသမီးကိုယူတော့ကယူထားပြီးတတိဆန်မတော့တဲ့အရေးတွေတောက်ပြီးရန်ကားနေကြတာ။ ဆရာမကြီးရဲစခန်းကိုဖုန်းဆက်ခေါ်ပေးဦးရဲစခန်းကလွတ်တယ်လို့ပြောပြီးရဲလဲပါမလာဘူးဟုတ်ကဲ့ဆရာငိုနေတဲ့ဒေါ်ပူမမျက်ကွင်းတစ်ဖက်ကပန်တာဝတ်ဝင် မျက်လုံးလိုညုံမဲလို့ကျမလေးဝမ်းသာအားရနဲ့ရဲစခန်းကိုဖုန်းဆက်ပေးလိုက်တယ်ဟယ်လိုမြို့မရဲစခန်းကပါလားစကိုင်းစီုံကြီးကဆက်တာပါ PC လူနာရောက်နေလို့မူကင်းလူနာတွေလာရင်ရဲစခန်းကို ဖုန်းဆက်ပေးရတယ် တာဝန်ကျရဲရရှိကစီးစာစာရွက်ကိုတာဝန်ကျဆရာဝန်စီ လာပြီးကစီးစာရေးခိုင်းရတယ်။နောက်တော့တရားရုံးမှာဆရာဝန်ကဒဏ်ရာအတိတ်အနဲ့ပါမန်ဒဏ်ရာ ပြင်းထန်ဒဏ်ရာလို့ထွက်ဆိုပေးရတယ်။ဒီခေတ်ကြီးထဲမှာယောက်ျားတွေနှိမ့်ဆက်သမျှမိန်းမတွေငင်းခံရမယ့်ခေတ်မဟုတ်တော့ဘူးလို့ကျွန်မတွေးမိတယ်။တုံ့ပြန်တက်တာတုံ့ပြန်မှအရက်သမားတွေမှတ်ကြမှာ။မောင်ကိုလည်းအရက်မတော့ဖို့အရက်မပြောနဲ့ဘီယာနဲ့ဝိုင်တောင်မတော့ဖို့ကျွန်မမှားထားတယ်။ အရင်မတော့မှလက်ထက်မယ်လို့ပြောပြီးမောင်နဲ့လက်ထက်ခဲ့ကြတာစကိုင်းကိုရောက်ပြီးတလအကြာမှာကျမတို့ဇုံတွဲနဲ့ဘေးရင်ကရွှေရွှေတို့ဇုံတွဲဟာတကယ်ငယ်ပေါင်းကြီးပေါ်ရီလို့ဖြစ်သွားကြတယ်သူတို့ဇုံတွဲရဲ့ဖော်ရွေးမှုတွေကြောင့်လဲပါတာပေါ့အာဘူးရှာဘူးနဲ့အကျော်တိတ်ကြိုက်တဲ့ကျမနဲ့ရွှေရွှေကညနေခင်းအားလက်ချင်းတိုင်းစကိုင်းကန္နာလမ်းမှာလမ်းလျှောက်ရင်းသွားစားကြတယ်လို့ လက်ဖက်ရည်ကြိုက်ပြီးဘောလုံးပွဲတွေကိုမလွတ်တမ်းကြည့်တဲ့မောင်နဲ့ရွှေရွှေရဲ့အမျိုးသားကလည်းညီအကိုလိုဖြစ်နေကြပြီရွှေရွှေနဲ့ကျမပေါင်းလာတာကြတော့ရွှေရွှေကသူ့ယောက်ျားကိုအလွန်ချစ်ပြီးတဝင်းတူတာကိုတိလာရသလိုဇယိုက်လေးကျန်းတာကိုတိခဲ့ရတယ်ကျမနဲ့ရွှေရွှေကန်နာလက်မှာအာပူရှာပူတောက်ကြရင်ရွှေရွှေကရင်ဖွင့်စကားဆိုတယ်စနိုက်ကျော်မအကြောင်းတွေပြောမပြောချင်မှုအမိုက်ဟိုဘက်တအိမ်ကျော်ကအစ်မလေးရွှေရွှေယောက်ျားကိုနှိုက်မြည်ချင်နေတာ ဟုတ်ရဲ့လားရွှေရွှေရေဟုတ်ဟုတ်နဲ့တောင်မြည်သေးတယ်အမရေနောက်ပြီးချီင်းနေအိမ်ကျော်ကကျူရှင်စရာအပေါင်းမကလည်းရွှေရွှေယောက်ျားကိုကြိတ်ကြံနေတာစကားပြောချမ်းပေးမယ်ရွှေရွှေဘွားကတနာစရာကောင်းပါတယ်မိမစိတ်ပေါက်နေတာမို့မိဘတွေကပြစ်ထားကြတယ်အတန်းပညာသိမ့်မတက်ပေမဲ့မိကက်လေးနဲ့အတက်ပညာနဲ့သူချောက်ဘောကိုသူရက်တီခဲ့တယ်ဒီကြတဲ့ယောက်ျားယူလိုက်တာမို့သူ့မိဘတွေကအဆက်အသွယ်လုံးဝဖျက်ထားတာလို့သိရတယ် ရွှေရွှေရဲ့အမျိုးသားကတော့ဘာလို့မှမလုပ်ဘဲရွှေရွှေရဲ့လုံးစာကိုထိုင်စားနေတယ်လို့သိရတယ်။ဒီလောက်သူ့ဘောကောင်းရဲ့နဲ့ရွှေရွှေဘောဖောက်ပြန်ရင်တော့သူနဲ့ရွှေရွှေအပြက်ပဲ။ရွှေရွှေရဲ့မျက်ဝန်းလေးကိုဖျက်ခနဲကြည့်ပြီးတော့ဒေါသအရေးအယောင်တွေတန်းလို့။ရှင်ကျမအနာမကတ်နဲ့ဒီအရေးတွေမတော့ဘူးလို့ကတိပေးထားပြီ။မောင်ရဲ့ရင်ဝါကိုထုလိုက်ဆွဲကုတ်လိုက်လို့ရင် ကျမငုံမိတယ်။ ညနေခင်းလေးကဘောလုံးပွဲသွားကြည့်မယ်ပြောပြီးရွှေရွှေရဲ့အမျိုးသားနဲ့အတူထွက်သွားကြတာ။မောင်ပြန်လာတော့ PKD ဝါသွားတွေတိုက်နေတာမတင်ကားလို့အနာကပ်ပြီးတော့ချင်းစူးစူးအနံကနှာခေါင်းထဲဝင်လာရော။ချစ်ကလည်းကွာမောင်ကဝိုင်းစပိုင်ဝိုင်းလေးအဲ့ဒါပဲတောက်ခဲ့တာပါ။ဟိုကောင်အတင်းတိုက်လို့ပါအရက်တောင်မှမတောက်ခဲ့ဘူး။သွားလာမဖတ်နဲ့ဝိုင်းလည်းအရက်ပဲဘီယာလည်းအရက်ပဲသူ့တိုက်တိုင်းတောက်အောင်သူကမောင်းဖေမို့လို့လား။ ဝိုင်နတ်ချင်းစုစုကကျမကိုပူဒေါသထွက်စေတယ်။ဟိုကောင်ကလည်းအချောက်ထမိန်သာခိုစားနေတာအားမရပဲမောင်းဟူလာဖြက်စီးနေတယ်။ချစ်ကလည်းကွာမနေ့ပြန်မောင်းကခီးထွေရမှာ ው စိတ်မဆိုးနဲ့တော့ကွာချစ်မကြရင်မောင်းနောက်မတော့တော့ဘူး။မောင်းဂရီပေးတယ်ကွာလို့နော်နော်လို့ဟော ပြုံးတော့မယ်ပြုံးတော့မယ်။ဘာမှမပြုံးဘူး။အနာမကတ်နဲ့လို့ပြောနေတယ်လေ။နောက်တစ်ခါတောက်ရင်ဝိုင်တောက်တောက်ဘီယာတောက်တောက်ရှင်နေကြမှာအပြက်ပဲ။အေးပါအေးပါချစ်ရား။ မောင်လက်တွေကကျမကိုလုံးလေးကိုတင်ကျက်စွာဖက်တွေထားတယ်။မောင်ကိုမချစ်ပဲမနေပါနဲ့နော်။တွားလူဆိုကြီးလာမဖက်နဲ့လို့ပြောနေတာ哦။ငါနဲ့ Facebook ကိုကြည့်ပြီးပြီ။အဲ့ဒီကောင်မနဲ့နဲ့ပလူးနေကြတာယွန်းစရာတောင်ကောင်းနေ။ငါမဟုတ်ဘူးလို့နင့်ကိုဘယ်နှခါပြောရမလဲ။ရွှေရွှေတို့အိမ်ဘက်ကစူတန်းပစ္စည်းရိုက်ခွဲတန်းတွေကြောင့်ညချူတီးသွားဖို့ပြင်နေတဲ့ကျမလှုပ်လက်စအလုပ်တွေကိုရက်ပြီးနာဆွင့်နေမိတယ်။နင်ဖြည့်စမ်းပါ။ ချက်ထားတဲ့စာတွေအကုန်ငါသိမ့်ထားတယ်။မရရှိတာတီလီရဲနဲ့ကြောင်တောင်နှိုက်ချင်တဲ့ကောင်မတွေငါဟာသာလာနှိုက်ကြဟေ့။ရွှေရွှေရဲ့အတန်ဟာတကယ့်ကိုခုနှစ်အိမ်ကြားရှစ်အိမ်ကြားပါ။ကဲနင့်ဖြည့်လေ။နင့်ယောက်ျားပဲနင့်ဖြည့်လေ။နင်ကမိမအစင်မဟုတ်လို့ဟာ ရှင်းပြီလား။အောင်မယ်။ငါထမိန်နာခိုစားနေတဲ့ကောင်ကများ။ဆဲဆိုတဲ့အတန်တွေက ပိုဆူညံလာတယ်။သူတို့စီကိုတွားပြန်ပြေးရမလား။ခြီတုံခြာတုံ ဖြစ်နေတော့ရွှေရွှေရဲ့အော်တန်ကိုကြားလိုက်ရတယ်။ အာတေပါပြီအမလေးရွှေရွှေရဲ့ငေတန်ပေါအောင် အော်တန်ကြောင့်ကျမဘာမှမစင်စားတော့ပဲအ мян သွားရတယ်သူတို့အိမ်ထဲကိုရောက်သွားတော့ရွှေရွှေကခွေခွေလေးလဲနေတယ်ရွှေရွှေကကျမကိုမြင်တော့ငိုပြီးကျမစီပြေးလာတယ်ရွှေရွှေရဲ့နှဖူးကနေသွေးတွေစီးကျနေတာမြင်မကောင်းဘူးရွှေရွှေကိုကဲပါအောင်အမရွှေရွှေသူ့နဲ့မပေါင်းနိုင်တော့ဘူးသူ့ကိုထောင်ချရမှာရွှေရွှေကျင်းနေမယ်ရွှေရွှေရဲ့အမျိုးသားကမျက်ထောင်နေချင်းနဲ့ကြည်နေတယ် အရင်နန်းကလည်းထောင်ကနေရတယ်။နင့်လိုအချောက်မောက်ငါကလည်းမပေါင်းနိုင်ဘူး။ကြိုက်တဲ့စီတွားတိုင်းခွိရမှာပဲ။ရွှေရွှေလိုစားထိုင်စားနေတဲ့ကောင်းကများရွှေရွှေကိုကြိမ်မောင်းနေသေးတယ်။လာရွှေရွှေကျမရဲ့ဆိုင်ကယ်ပေါ်မှာရွှေရွှေကိုတင်ပြီးစကိုင်းစေးယုံပြင်ပလူနာဌာနကိုမောင်းလာမိတယ်။ဒီမသားနဲ့အပြက်ပဲအမဘေးရကောင်မနဲ့ခိုးစာနေတာတီလို့ရွှေရွှေကိုရန်ရှာပြီးရိုက်တာ။သင်းကိုအချုပ်ချရမှာရွှေရွှေကျင့်နေမယ်။ ရွှေရွှေရဲ့အရေးပြားကအနာထက်စိတ်ထဲကဒဏ်ရာကပိုဆိုးတယ်အမဇေယုံအရေးပေါ်လူနာဌာနမှာရွှေရွှေနဘူးကဒဏ်ရာကိုတုံချက်ချုပ်လိုက်ရတယ်ရဲစကန်းကိုလည်းကျမကိုယ်တိုင်ဖုန်ဆက်ပြီးစေးစာလာပို့ခိုင်းလိုက်တယ်ရဲအရာရှိကမနဲ့ပြတ်မနဲ့မှအမှုလာဖွင့်မှုပြောတယ်မမီတောင်းစီခွင့်ခဏတိုင်ပြီးရွှေရွှေကိုအိမ်ပြန်ပို့ရတယ်ကျမရဲ့အိမ်မှာပဲရွှေရွှေကိုထားခဲ့ရမယ်ဟိုပြန်ပို့ရင်သူ့အကောင်ကမူးယူပြီးနှိမ့်ဆက်နေလိမ့်မယ်ရွှေရွှေအားနာလိုက်တာအမရဲ့ ကျမရဲ့အဝတ်အစားတစုံ ထုတ်ပြီးတော့ရွှေရွှေကမဝတ်မရဲယူဝတ်တယ်။မပေးလို့မဖြစ်ဘူး။ရွှေရွှေဝတ်ထားတဲ့အဝတ်အစားတွေကသွေးတွေပေးပွားနေပြီ။ရပါတယ်ရွှေရွှေရဲ့။ဘာမှအာမနာနဲ့။မမကမနေ့ဖြန်ခုနှစ်နာရီကြာမှဂျူဒီထွက်ရမှာ။ထမင်းအိုးတဲ့ထမင်းနဲ့နဲ့ကြံသေးတယ်။ရေခဲတက်တာတဲ့ဟင်းတွေရှိတယ်ယူစားနော်။အမမနေ့ပြန်လာရင်ရွှေရွှေကိုရေစကန်လိုက်ပို့ပေးပါနော်။သင်းကိုထောင်မချကြအောင်လုပ်ရမှာရွှေရွှေနေသားမယ်။ မနှက်ပြတ်မနှက်ကြရင်ရွှေရွှေကိုရဲစကန်လိုက်ဖို့ပေးရမယ်။အရက်သမားကောင် အချုပ်ထဲရောက်မှနာအေးမယ်လို့ကျမတွေးမိတယ်။တစက်တည်းမောင်းလို့လူလိမ္မာလေးကို ရထားတဲ့ကျမကိုကျမကန်ကောင်းလိုက်တာလို့တွေးမိတယ်။မြင်လိုက်ရတဲ့မြင်ကွင်းကအချင်းမူတူဖြစ်နေတဲ့ကျမရဲ့မျက်လုံးကိုပြူးကျဲသွားစေတယ်။ဒီလူရဲ့အပြောတွေအောက်မှာခံစားရခက်တဲ့တစ်ဆူဆူအလုံးကြီးကကျမရင်ဝါကိုတိုးဝင်လာတယ်။အသက်ရှူတွေမြန်လာပြီးကျမလက်တွေကတဆတ်ဆတ်တုံလာတယ်။ ရွှေရွှေလေးပေါင်မိဖင်ချက်ဝစ်ပြီးသူ့အမျိုးသားရဲ့ဆိုင်ကယ်နောက်မှာခွာထိုင်လို့လက်တွေကသူ့အမျိုးသားခါကိုပြုတ်ထွက်မတက်ဖက်ထားတယ်။ကျမကိုမြင်တော့သူတို့နှစ်ယောက်စလုံးမခုတ်တီကိုပြုံးပြကြတယ်။မင်းညာကကျွန်တော်မူးပြီးပျော်မဆိုမှရှိခဲ့ရင်တောင်းပန်ပါတယ်အမ။သူ့ကိုချော်တဲ့အနေနဲ့မင်းမျိုးပန်းပွဲတော်ကိုလိုက်ဖို့မလို့။အမ၊ तू ကတောင်းပန်တာနဲ့ရွှေရွှေလေးကျင်းနဲ့လိုက်တယ်။နဖူးမှာပတ်တီစီထားတဲ့ရွှေရွှေရဲ့မျက်နှာကမှုရတဲ့မျက်နှာ မဟုတ်သေးဘူးတင်းတသောထီပေါက်တဲ့မျက်နှာနဲ့မမမင်းမျိုးကဘာမှအောင်မလဲရင်အမမနဲ့ပြန်ပြန်လာရင်ရွှေရွှေကိုရေစကန်လိုက်ပို့ပေးပါနော်ဒင်းကိုထောင်မကြကြအောင်လိုရာမှရွှေရွှေနေသားမဲလို့နာနာကြီးကြီးပြောခဲ့တယ်ဒေါသမျက်ဝန်းနေနဲ့ရွှေရွှေကအခုတော့အချစ်ကြီးရှင်လဲတဲ့မျက်လုံးတွေနဲ့မမမင်းမျိုးကဘာမှအောင်မလဲလို့ဟုတ်ပါတယ်အမရဲ့အာနာမနေပါနဲ့မှားသားမှာကျမတခုခုတော့ပြန်ပြောရလိမ့်မယ် စဉ်းစားစမ်းစဉ်းစားစမ်းကျမဘာပြန်ပြောရမှာပါလဲသူတို့ကိုဒေါသတကြီးရန်တွေ့လိုက်ရရင်ကောင်းမလားလို့ဝေခွဲမရခင် ကျမရဲ့ပါဇက်ကစကားတွေထွက်ကြလာတယ်ဝိုင်းတပလင်းမောင်းအတွက်မင်းမျိုးဝိုင်းတပလင်းလောက်ဝယ်ခဲ့ပြီးပါ ဆရာဟမ်ဆိုင်ရေးသားထားတဲ့ကြက်တွင်ဆိုတဲ့ဝတ္ထုတူလေးကတော့ဒီရင်မဲပြီးဆုံးသွားခဲ့ပါပြီ။နားဆင်ပေးခဲ့ကြတဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြွှင်လန်းချမ်းမြေ့ကြပါသည်ရှင်။